မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိတိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်မှာရှိတဲ့နောင်စီပေါ်ရွာစစ်ကောင်စီတပ်စခန်းကို KIA ကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့ခလာရ58တရင်ကိုလည်းတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ28ရက်နေ့မနက်အစောပိုင်းမှာဝိုင်းမော်မြို့နယ်နောင်စီဘောကျေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအပြီးနိုင်ရီပိုင်းအကြမှာနောင်စီဘောရွာစစ်ကောင်စီတပ်စခန်းကိုသိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်။နောင်စီဘောကျေးရွာတပ်စခန်းကနိုင်ရီပိုင်းလောက်ပဲကြားတယ်။မနေ့ကမနက်အစောပိုင်းမှာဝင်တိုက်ပြီးတော့ရှင်းနိုင်ခွဲလောက်မှာစခန်းထဲကိုဝင်ပြီးမနက်10နိုင်လောက်မှာအပိသက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့ KI ရဲ့သတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ဒါအပြင်မေလ28ရက်နေ့ညပိုင်းကစတင်ပြီးတော့ ဝိုင်းမော်မျိုးဆောင်တပ်တစ်ခုဖြစ်တဲ့ခလာရ58ကို KI ဥဆောင်တဲ့တပ်များကဝင်ရောက်တိုက်ခိုက်လျက်ရှိပြီးတော့ဒီနေ့မနက်ပိုင်းအထိကိုတိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါဗျ။မနေ့ကည9:00နာရီလောက်မှာခလာရ58ထဲကိုဝင်နေကြတာအခုတည်းအထိတော့တိုက်ပွဲတွေဖြစ်နေကြတော့မယ်။စခန်းတော့မသိမ်းနိုင်သေးဘူးလို့ KI ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါဗျ။ကချင်ပြည်နယ်မှာမက်လာ9ရက်နေ့ကနေစတင်ခဲ့တဲ့စစ်စင်ရေးများအတွင်စစ်ကောင်စီရဲ့တဆခန်းပေါင်းတရားကျော်ကို KI ဥဆောင်တဲ့တော်လိုင်းတပ်များကတိမ့်ပိုက်ရရှိထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်းအမှတ်144မှာကင်းလှည့်နေတဲ့ရဲကားကိုတိုက်ခတ်ရာရဲတပ်ဖွဲ့ဝင်3ဦးသေဆုံးပြီးရဲ6ဦးဒဏ်ရာရရှိကာရဲကားမီးလောင်ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ28ရက်နေ့မွန်းလွဲ2နာရီကျော်အချိန်မှာတောင်ကုန်မြို့နယ်ခပေါင်းချောင်းတောင်ပလန်းအမြန်လန်းမကြီးအုတ်တွင်းမြို့နယ်ဗရောက်ခင်ကျေးရွာနဲ့ကြက်တက်ညောင်ပင်ကျေးရွာကြားမှာတော်လိုက်တက်များကကင်းမုံဝစ်ပြီးတော့စောင့်ဆိုင်နေတဲ့အချိန်ကင်းလက်ရဲကားတစ်စီးရောက်ရှိလာတယ်လို့သိရပါဗါတယ်အဲ့ဒီရဲကားကိုပြက်ခတ်ရာ ရဲ၃ဦးမျက်မြင်သိမ်းဆုံးသွားပြီးတော့ရဲ၆ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့ရဲကပါမီးလောင်သွားတယ်လို့သိရပါဗျ။မိုင်းတိုင်အမှတ်144မှာကင်းမုတ်ဝက်ဆောင်းဆိုင်တွေတော့ကင်းလှည့်လာတဲ့ရဲကားကိုဝိုင်းဝန်းပြက်ခတ်တိုက်ခိုက်ရာရဲ၃ဦးမျက်မြင်သိမ်းဆုံးပါတယ်။ရဲ၆ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ရဲကလည်းမီးလောင်သွားတယ်။အဲ့ဒါပြီးတော့ဇီးပင်သားရဲကင်းနဲ့ဗောဒီကုံရဲကင်းက စစ်ကူရဲသားတွေရောက်လာလို့တော်လိုင်းတက်တွေပြန်လဲဆုတ်ခွာခဲ့ရပါတယ်လို့တော်လိုင်းရဲ့သတင်းအကျဉ်းချုပ်ကပြောဆိုထားပါတယ်။ပဲခူးယုံမှမှရှိတယ်။ပြည်သူကာကွယ်တပ်မတော်အနေနဲ့အ мян လမ်းပေါ်မှာသွာလာမှုများကိုသတိပေးချက်တွေထုတ်ပြန်ပြီးဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့လိုက်နာကြဖို့တော်လိုင်းရဲ့သတင်းအကျဉ်းချုပ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကစစ်အသုံးစရိတ်နဲ့လုံခြုံရေးစရိတ်ကိုအရေးပေါ်ဦးစားပေးတိုးမြှင့်မှုရဲ့နောက်ဆက်တွဲမြန်မာကျပ်ငွေတန်ဖိုးထိုးကြကအမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ9000အထိဒီရပိုင်းအတွင်းမှာရောက်ရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။2024ခုနှစ်2025ခုနှစ်ဗန္ဒာရေးနှစ်ရဲ့ဝင်ကြီးဌာနအလိုက်အသုံးစရိတ်များကိုစစ်ကောင်စီဘက်ကထုတ်ပြန်ခြင်းမပြုဘဲနေပြည်တော်မှာမက်စလာ22ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ဗန္ဒာရေးကော်မရှင်အစည်းအဝေးပွဲမှာ 2024ခုနှစ်2025ခုနှစ်ဘန်ဒါနှစ်အတွက်နိုင်ငံတော်တည်ငြိမ်ရေးနဲ့ဥပဒေစိုးမိုးရေးအတွက်အသုံးစရိတ်များကိုဦးစားပေးပြီးတော့သုံးစွဲရန်ရှိပြီးအရေးပေါ်ရန်ပုံငွေကိုလည်းတိုးမြင့်ပြီးတော့သုံးစွဲမှာဖြစ်ကြောင်းကိုအကြံဖတ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်2023 2024ဘန်ဒါရေးနှစ်မှာကာကွယ်ဝင်ကြီးဌာနတခုတည်းကပင်တာမန်သုံးငွေနဲ့ငွေလုံးငွေရင်းသုံးငွေအပါအဝင်စုစုပေါင်းမြန်မာကျပ်ငွေ9635ဘီလီယံကျော်သုံးစွဲရန်ရာထားပြီးတော့လက်တွေ့မှာတော့ အဲ့ဒီပမာဏထက်များစွာကိုပုံမသုံးဆွဲခဲ့တယ်လို့သိရပါတယ်2023ခုနှစ်2024ခုနှစ်ဘန်နာနှစ်ပြည်တော်စုရဲ့ဘန်နာငွေရန်ငွေအနေနဲ့ငွေကျပ်25364ဘီလီယံအောက်သာရရှိခဲ့ပြီးတော့သုံးငွေအနေနဲ့ငွေကျပ်33185ဘီလီယံကျော်ပုံမသုံးဆွဲခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီမှာဘတ်ဂျက်လုံငွေပြမှုဘီလီယံကျပ်ငွေ8817ဘီလီယံရှိခဲ့တယ်လို့သိရပါတယ်စစ်အာဏာသိမ်းပြီးတဲ့နောက်မှာနိုင်ငံရဲ့ဘတ်ဂျက်လုံငွေပြမှုအများကိုတက်လာတဲ့ အနာသိမ့်ပြီးတော့ဘတ်ဂျက်လုံငွေပြမှုငွေကျပ်ဘီလီယံ8000နီးပါးကနေပြီးတော့အခုနှစ်မှာကာကွယ်ရေးအသုံးစရိတ်နဲ့လုံခြုံရေးစရိတ်ကိုဇာတ်ဥထပ်တိုးလိုက်တယ်။မနစ်ကကာကွယ်ရေးအသုံးစရိတ်ငွေကျပ်ဘီလီယံ9635ဘီလီယံသုံးတယ်။ဒီနှစ်မှာမနစ်ကကာကွယ်ရေးအသုံးစရိတ်ပမာဏထက်ဇာတ်ဥပိုများတဲ့အပြင်ဘတ်ဂျက်လုံငွေပြမှုကလည်းဘီလီယံကျပ်ငွေ1000ကျော်လောက်အထိဖြစ်လာတယ်။ရငွေနဲ့သုံးငွေမှာသုံးငွေကအရင်ကြီးများနေတဲ့အတွက်ဘတ်ဂျက်လုံငွေပြမှုဘီလီယံ1000ကျော်အထိကိုဖြစ်လာတယ်။ နောက်တစ်ခုကဘတ်ဂျက်မှာရာရာတဲ့ပမာဏထက်ဒေါ်လာတန်ဖိုးကမာနေတော့အတုံးစိတ်တွေကပို့ပြီးတော့တိုးလာမဲ့အခြေအနေမျိုးမြင်နေရတယ်။ဘတ်ဂျက်လုံငွေအရန်များနေတော့မြန်မာကျပ်ငွေတွေကိုရိုက်ထုတ်တာကလွယ်ပြီးဘာမှလုပ်လို့မရတော့မြန်မာကျပ်ငွေတန်ဖိုးထိုးချမှုကအဓိကအကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ UMFCCI ကအဖွဲ့ဝင်စီးပွားရေးသမားတို့ကရှင်းပြထားပါဗျ။တခြားတစ်ဖက်မှာလည်းစစ်ကောင်စီတန်ဖိုး ပြည်ပနိုင်ငံခြားယင်းဒီမြို့နံမှုနေပါလာခြင်းကြောင့်နိုင်ငံခြားငွေရမှုအလွန်နေပါလာနေတယ်လို့သိရပါတယ်။ဗဟိုဘဏ်ကနိုင်ငံခြားငွေအထူးသဖြင့် American Dollar ထုတ်ပြီးတော့ရောင်းချမှုမရှိတော့ဘူးလို့သိရပါတယ်။တရုတ်မြန်မာနယ်စပ်ပုံသွေးရေးထိုင်းမြန်မာနယ်စပ်ပုံသွေးရေးအားလုံးဟာစစ်ပွဲတွေကြောင့်လုံးဝရပ်ဆိုင်းသွားတယ်လို့သိရပါတယ်။စစ်ကောင်စီကစစ်သားအစ်တ်9000ကိုလည်းလာကြင်ခေါ်ယူနေပြီးတော့စစ်အုံစိတ်တုံးမြင့်နေခြင်းအပါအဝင်ကာကွယ်ရေးအုံစိတ်ကိုလည်းကိန်းရှင်နဲ့တုံးဆွဲနေခြင်းတို့ကြောင့်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကလည်း ဘတ်ဂျက်အတွက်လိုအပ်သမျှငွေများနဲ့စစ်တပ်အတွက်ငွေလိုအပ်ချက်များကိုငွေဆက်ကူအသစ်များရိုက်ထုတ်ပြီးတော့ဖြည့်ရှင်းနေရတယ်လို့သိရပါဗါးဒါကြောင့်မြန်မာကျပ်ငွေတန်ဖိုးဟာထိမ့်မနိုင်သိမ့်မရကြာဆင်းနေခြင်းဖြစ်တယ်လို့၎င်းကဆက်လက်ပြောဆိုကြပါဗါးဘာမြင်ရမလဲဆိုရင်ဘတ်ဂျက်လိုငွေပြမှုအရန်ကြီးလာတဲ့အချိန်မှာနိုင်ငံတော်ရငွေဆိုတာမသေးကြတော့ဘူးဥပမာအရင်တော့နိုင်ငံတော်ရငွေကနေဆက်ကုံသွယ်ရေးတွေဘက်ကတွက်လို့ရတယ်ဒါပေမဲ့1027ဆက်စင်ရေးပြီးသွားတဲ့အချိန်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးက20အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ရနေတာနောက်တစ်ခါထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးထက်ရသွားတယ်ထိုင်းမြန်မာနယ်စပ်ကုန်သွယ်ရေးကလည်းဒေါ်လာ1ဘီလီယံလောက်ဝင်တယ်အဲ့တော့နိုင်ငံတော်ရဲ့ရငွေဟာထောက်ဝက်ခေါချုပ်ကြဆင်းသွားမယ်အနေထားရှိတယ်ရငွေကလုံးဝမတည်ကြတော့ပေမဲ့သုံးငွေကများနေတော့ငွေဆက်ကိုရိုက်ထုတ်တာကလွယ်ရင်ဘာနီးလမ်းမှမရှိတော့ဘူးလေလို့၎င်းကပြောဆိုခဲ့ပါတယ် မေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်လာမှုအခြေအနေကိုလေ့လာရမှာမေလာဇာမိုင်းအထိအမေရိကန်ဒေါ်လာ1ဒေါ်လာကိုမြန်မာကျပ်ငွေ3960ကျပ်ဝန်းကျင်မှာလာပေါင်းများစွာတည်ငြိမ်ခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်မဲ့မေလာ15ရက်နေ့နောက်ပိုင်းမှာအမေရိကန်ဒေါ်လာရဲ့တန်ဖိုးဟာတဟုန်တုံးမြင့်တက်လာကြောင်းအမေရိကန်ဒေါ်လာနဲ့နိုင်ငံခြားငွေလက်ကြီးဒိုင်တဦးကပြောဆိုခဲ့ပါတယ်။မေလာ23ရက်နေ့အထိဒေါ်လာကို3960ဝန်းကျင်နဲ့ငြိမ်နေတော့မယ်။အဲ့ဒီနောက်ပိုင်းမှာတစ်နေ့ကို30 50 100 ဲ့လိုမျိုးတက်အီးအီးနဲ့တက်လာပြီးတော့အခုကတော့မှန်းလို့ကိုမရတော့တာဥပမာမေလ28ရက်နေ့ကအမေရိကန်ဒေါ်လာ4250လောက်နဲ့အလုပ်ဖြစ်တယ်ဒါပေမဲ့မေလ28ရက်နေ့မှာအမေရိကန်ဒေါ်လာကို4400အထိထိုးတက်သွားတယ်မတိမငိမ့်တဲ့အခြေအနေဖြစ်နေတယ်လို့အမေရိကန်ဒေါ်လာနဲ့နိုင်ငံခြားငွေလက်ကြီးတိုင်းကပြောဆိုခဲ့ပါတယ်လက်ရှိဘန်ဒါရေးအခြေအနေများအရာအမေရိကန်ဒေါ်လာကိုမြန်မာကျပ်ငွေ9000ဖြစ်မဲ့ဈေးနှုန်းဟာမကြမီမှာရောက်ရှိမှာတေးကြတယ်လို့ဖြစ်နေတယ်လို့ UMFCCI ကစီးပွားရေးသမားနဲ့ဒေါ်လာလက်ကြီးဒိုင်က အမြင်တူစွာ ပြောဆိုခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ဖြစ်တဲ့ကရင်ပြည်နယ်ဖျားသုံးစုမြို့မှာကြားဖြတ်လုပ်ကင်သူတရုတ်နိုင်ငံသားအများအပြားပြောင်းရွှေ့နေထိုင်လာပြီးတဲ့နောက်တရားမဝင်လောင်ကစားလုပ်ငန်းတွေပေါများလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့မေလတရနေ့ကစပြီးတော့မြောက်ရီဘက်မှာရှိတဲ့ကြားဖြတ်လို့ခေါ်တဲ့တရုတ်အွန်လိုင်းငွေလိမ်ကိုင်းတွေလုတ်ကင်နေတဲ့နိုင်ငံသားတွေကို 9လအတွင်းထွက်ခွာကြဖို့ BGF ကထုတ်ပြန်ထားပါတယ်အဲဒီနောက်ပိုင်းတရုတ်နိုင်ငံသားတွေဟာဖျားတုံးစုအခြေစိုက်လှုပ်ရှားနေတယ်ဒီမိုကရေစီအကျိုးပြုကရင်တက်မတော့ DKBA BGF အပါအဝင်လက်နက်ကိုင်တွေရဲ့အကူအညီနဲ့တဖြည်းဖြည်းပြောင်းရွှေ့လာကြခြင်းဖြစ်တယ်လို့သိရပါဗျ။ထောင်နဲ့ချီတဲ့တရုတ်နိုင်ငံသားတွေဟာတဲခုကန်းနေနဲ့မြို့တွေထဲကအိမ်တွေကိုဈေးကောင်းပေးပြီးတော့ငှားရမ်းနေထိုင်ကြသလိုတရားမဝင်လောင်းကစားလုပ်ငန်းဖြစ်တဲ့ကာစီနိုလောင်းကစားဝိုင်းတွေကိုလည်းအများအပြားထွက်ပေါ်လာတယ်လို့သိရပါဗျ။အမည်မဖော်လိုတဲ့ဖျားသုံးစုမြို့ကန်တအူးကတရုတ်နိုင်ငံသားတွေရောက်ရှိလာပြီးတဲ့နောက်မြို့တွင်းမှာလောင်းကစားဝိုင်းတွေပေါများလာသလိုလောင်းကစားယုံအစ်စ်တွေတိစောက်လာတာတွေလည်းရှိတယ်လို့ပြောပါဗျ။ဒါအပြင်တရုတ်နိုင်ငံသားတွေဟာလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အကူအညီနဲ့ ဓမ္မဂီရိတောင်ချင်းရင်းမှာရှိတဲ့မြေခွက်တွေကိုဈေးကောင်းပေးဝယ်ယူနေပြီးတော့တရုတ်တန်ရာအသက်တွေဆောက်လုပ်ဖို့ပြင်ဆင်နေတာတွေရှိတယ်လို့သူကဆက်ပြောပါတယ်အခုနှစ်စံပိုင်းလောက်ကဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ရဲ့လက်အောက်ခံအဖွဲ့ကသူ့ရဲ့ဗတ်ချမ်းမှာတရုတ်တန်ရာအသက်တစ်ခုကိုဆောက်လုပ်နေတာဖြစ်တယ်လို့သိရပါတယ်လက်ရှိဆောက်လုပ်နေတဲ့တရုတ်တန်ရာအစားအုပ်ဟာကြားဖြန့်ခေါ်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ကာစီနိုလောင်းကစားဝိုင်းတွေအတွက်ဆောက်လုပ်နေတာဖြစ်တယ်လို့ပြောဆိုချက်တွေအရသိရပါတယ်ဖျားသုံးစုမျိုးအမှတ်လေးရက်ကွက်မှာရှိတဲ့ မျိုးချစ်ဂိတ်ကနေစပြီးတိုင်တရာကျောင်းအရှိတ်ချမ်းတကြောလုံးမှာရှိတဲ့အိမ်နိုင်လူလူမှာကာစီနိုလောင်းကစားဝိုင်းတွေလုပ်ကင်နေတယ်လို့သိရပါဗျ။ဖျားတုံးစုမြို့မှာရှိတဲ့တရားမဝင်ကာစီနိုလောင်းကစားလုပ်ငန်းလုပ်ကင်သူတွေဟာဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA နဲ့လက်နက်ကိုင်အဖွဲ့တွေကိုလှဆင်ကြီးတွေပေးဆောင်ထားပြီးတော့ DKBA ဘက်ကလည်းလောင်းကစားလုပ်ငန်းတွေရဲ့လုံခြုံရေးကိုတာဝန်ယူပေးထားတယ်လို့သိရပါဗျ။အခုပြောင်းရွှေ့လာကြတဲ့တရုတ်နိုင်ငံသားတွေဟာမြောက်ပြည်မြို့တောင်ရင်းမြစ်ကမ်းဘေးက ငွေလိမ်ဂိုင်းနဲ့ကာစီနိုလောင်းကစားရုံလုပ်ငန်းလုပ်ကင်နေတဲ့တရုတ်နိုင်ငံသားတွေဖြစ်တယ်လို့မြို့ကန်တွေရဲ့ပြောပြချက်အရသိရပါဗျ။ရှမ်းမြောက်မှာစတင်ခဲ့တဲ့1027ဆက်စင်ရေးအပီးကြားဖြတ်လို့ခေါ်တဲ့ online ငွေလိမ်လုပ်ငန်းတွေကိုညီနောင်မဟာမိတ်သုံးဘွဲကနှိမ်နှင်းခဲ့ပေမယ့်မြန်မာပြည်တောင်ပိုင်းဖြစ်တဲ့ကရင်ပြည်နယ်မှာတော့ကြားဖြတ်တဲ့ကာစီနိုလောင်းကစားလုပ်ငန်းတွေဟာဒဇနဲ့ဒဇပုံမကြီးထွားလာနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်စာလင်ကြီးမြို့မှာရဲစခန်းကရဲတပ်ဖွဲ့ဝင်တဦးဟာစာလင်ကြီး Revolution Eagles တပ်ဖွဲ့ထံကိုလက်နက်ခဲယမ်းနေတဲ့အတူအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ26ရက်နေ့မွန်လွယ်နေ့တိုင်းခွဲအချိန်မှာစာလင်ကြီးရဲစခန်းကရဲတပ်ဖွဲ့ဝင်မောင်ထူးကောင်းဆက်ဟာ G3 တလက် 7.62G 15တောင်း ကြည်ပေါက်တစ်ခုဓာတ်တစ်ချောင်းနဲ့အတူ CDM ပြုတ်လုလာတယ်လို့ရင်းမာပင်ခိုင်အမှတ်16တပ်ရင်းတပ်ခွဲလေးစားလင်းကြီး Revolution Eagles တပ်ဖွဲ့ကထုတ်ပြန်ပြောဆိုထားပါတယ်။ပြည်သူလူထုနဲ့အတူရက်တီလာတယ်။ CDM ရဲတပ်ဖွဲ့ဝင်ကိုပြည်သူများအနေနဲ့တတ်နိုင်သလောက်ဝိုင်းဝန်းကူညီပေးကြဖို့အတွက်ရင်းမာပင်ခိုင်အမှတ်16တပ်ရင်းတပ်ခွဲလေးစားလင်းကြီး Revolution Eagles တပ်ဖွဲ့ကမြေတားရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ